မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တားတော့ဟောတဲ့ကိုကြီးပါကျွန်တော်ကနေ့ဖတ်ကြားပေးမှာကတော့စနေသားသမီးများအတွက်ပေါ့ဒီ18ရက်9လနေပြီးတော့ပေါ့နော်30ရက်9လအထိစနေသားသမီးများရဲ့တားတော့ကံမောင်ဖတ်ကြားပေးမှာဖြစ်ပါတယ်စနေသားသမီးများအနေဖြင့်ဒီရက်ပိုင်းနေမှာပေါ့နော်အဲ တင်ဃာကြီးကိစ္စနဲ့ပတ်သက်ရင်မိမိရဲ့အထက်လူကြီးဆရာသမားတွေရဲ့ဘောနော်အဲကုညီမှုတွေတင်ပြပေးမှုတွေလမ်းညွှန်မှုတွေအများကြီးရနိုင်တဲ့နေသားမျိုးမှာရှိပါစနေသားသမီးများနေဖြင့်ဒီကာလမှာကလုပ်ငန်းတွေတိုးချဲ့မယ်ဆိုရင်ပေါ့နော်မိမိရဲ့လုပ်ငန်းတွေတိုးချဲ့မယ်အဆင်ပြေမယ်အနေထားလေးမှာရှိပါတယ်စနေသားသမီးများနေဖြင့်တခုခရူးဆက်ရမှာကမိမိရဲ့ကျမ်းမာရေးပေါ့နော်အဲကျမ်းမာရေး ပြီးတော့ကြတော့ပေါ့နော်အဲဒီကာသမာကစကားပြောတာလေးတွေပေါ့နော်စကားကြောင့်အမှုခင်းနေဖြစ်တာမျိုးလေးတွေကျွမ်းအပ်တတ်ပါတယ်ဟိုနှုတ်ကြောင့်ကြီးလက်ကြောင့်နှုတ်ကြောင့်ဒီလက်ကြောင့်ကြီးဆိုလိုမျိုးပေါ့နော်မိမိစကားမှားလို့မဟုတ်လို့ပြဿနာတွေထပ်တတ်တာမျိုးလေးတွေကျွမ်းအပ်တတ်ပါတယ်စနေသားသမီးများနေဖြင့်စနေသားသမီးများဒီဖြင့်ဒီကာလမှာရဝေးရနေပြီမိမိမမျော်လင့်ထားတဲ့သတင်းတွေကြားရတာမျိုးလေးတွေဂျုံတတ်ပါတယ်ကျမကြီးအနေနဲ့ကတော့ အနေသားမျိုးများနေဖြင့်ပေါ့နော်အဲခေါင်းနဲ့ပတ်သက်တာလေးတွေပေါ့နည်းနည်းလေးခေါင်းကြိုက်တာအလိုမျိုးခေါင်းမူးတာစတာလေးတွေကိုတော့နည်းနည်းလေးသတိထားပေးပါနေသားလူမျိုးရနေပြီဒီကာလမှာအလိုမျိုးခေါင်းနဲ့အာယုံကြောနဲ့ပတ်သက်ပြီးတော့ဗောနော်ဆေးဝေးခံရောက်ရတယ်ဒီဖြစ်တတ်ပါတယ်အဲတခုရှိတာကသနေသားလူမျိုးနေဖြစ်ဗောနော်ဒီကာလမှာကလူယုံထားလို့မရတဲ့ကာလလေးတခုဖြစ်တယ်ဗောနော် ိမိကိုအဲ့လိုမျိုးလိန်ညာလှဲ့ပတ်မဲ့လူတွေပဲညာနေတဲ့ကာလဖြစ်တဲ့အတွက်လူယုံထားလို့မရပါဘူးအဲပြီးတော့စနေသားသမီးများနေဖြင့်ဒီကာလမှာကန်ကောင်းစီတဲ့ကဏ္ဍဆိုရင်ကိုးကဏ္ဍတကယ်နဲ့စတဲ့ကဏ္ဍလေးတွေကကန်ကောင်းပြီးတော့ကန်ကောင်းစီတဲ့အကြောင်းဆိုရင်တော့အဝါရောင်အနီရောင်ဟောပြီးတော့ကျတော့မိကိုးရောင်စတဲ့အကြောင်းလေးတွေကကန်ကောင်းစီတော့အကြောင်းလေးတွေဖြစ်ပါတယ်နော်အဲတော့ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေများစိတ်သွားတိုင်းကိုပါပြီးတော့ကြံသမျှအောင်ဆောင်သမျှမြောက်လို့ လူရင်းဆန္ဒတွေပြကြပါသည်ခင်ဗျာကျေးဇူးတင်ပါတယ်